ورسول سيد الوراء صلى الله عليه وعلى اله وصحبه وسلم كشف الدجال အရင်တုန်းဆိုရင်ကျွန်တော်တို့မှာဟောတောင်းကျင်ဆိုရင်ကလပ်ပေါင်းလို့ကိုပါတယ်အဲ့ဒါရှိမှာဆိုရင်ကျွန်တော်တို့မှာမာယာကစီမှာအဲ့ဒါသတိတွေပါတာခလုံးပိုးရတယ်နောက်ပြီးတော့နွားပင်တကောင်ဟလာလုံးမလိုက်အဲ့ဒါကိုတော့တတန်းပိုးရတယ်အဲ့ဒီနောက်ပြီးမှဆိုရင်နွားတကောင်တွေကိုပက်ဆန်ပေးတဲ့ဘင်းတောင်းပေးရမလိုက်အဲ့ဒါကိုတော့တိတိကျကျသူတို့ဒီကဆင်းရဲတဲ့နဲ့ကျွန်တော်ခောက်တယ်အဲ့ဒါရှိမှာအခုဆိုလို့ရှိရင်အခုကျွန်တော်အဲ့ဒီအချိန်မှာဘင်္ဂလားဒေ့ရှ်ကအိန္ဒိယကမလဝီတပတ်လာလို့ဆိုရင်လည်းသူတို့စီကိုတိန်90လောက်ပေးရတယ် တရားဝင်လာရင်လည်းသူတို့အစီကိုပေးရတယ်ပေးပြီးတော့သူတို့ကအဲဟုတ်တယ်ဆိုပြီးမှအဲ့ဒီတခါတလေကသူတို့အဲ့ဒီမလိုပြီးဆရာတွေမှာတခါတလေ6ပုတ်လဲဝင်လာလေရှိတယ်သူတို့ကပလီတိုင်းမှာပဲနေတာသူတို့ကတော်လို့ဆိုလို့ရှိရင်သူတို့ရဲ့ဘာမှာစိုက်ကုန်စီလားထဲမှာတတိုင်းပိုးရတယ်ဘယ်နှယောက်လဲဘေးပလီမန်နေရမှာလဲဘေးနေတဲ့မှာနေရမှာလဲအဲ့ဒါအဲ့လိုပုံစံမျိုးခက်ခဲရှိသေးပါတယ်ဒီအရှိန်မှာဆိုရတာကပေဆောဆောလာအောင်မှာဆိုရင်တော့ဘာတခွန်ပြောတော့ စတမ်ပြည့်စရာမလိုဘူးကျွန်တော်မွတ်စလင်တွေတာယုံကြည်တယ်တွေတာယုံတာစတမ်ပြည့်ရေးအစည်းအဝေးပါပဲတော်တော်ကအဲအဲ့ဒါဘာသာနဲ့ပတ်သက်လို့လောလောဆယ်အများကြီးရပါတယ်အရင်တော့ဆိုရင်ဒီကျွန်တော်တို့မှာအဲ့လိုဆိုရှယ်မောင်ဖွဲ့ဘွေလာမဲ့ပြဲတဲ့ဖွဲ့တကူဖြစ်ရင်သူတို့ကမာယာကဥစုဥပမာဖို့မာယာကဥစည်းကိုဒီမှာဆက်ခေါ်အဲ့မှာဆိုရင်သူကိုသိန်း20 30ပေးမှဆိုင်သူတို့လာဆင်းတယ်အခုဆိုလို့ရှိရင်အာရကတက်တာဆိုတော့ တို့ကို fake data နဲ့တို့လုံချွေပါခုံလာပြီးတော့ကျွန်တော်ပိုးပုံးပါဝင်ပြီးတော့ကျွန်တော် AC ဆိုကျွန်တော်စူချင်းပုံးပေးဖို့အောင်းမောင်းဆိုကျွန်တော်လုတ်ခွင့်နိုင်ပါတယ်ကျွန်တော်မြောက်ဦးနယ်မှာပလီ53လုံးရှိခဲ့တယ်53လုံးမှာ30နဲ့5လုံးဆိုတာအဲ့ဒီ site council လာထက်မှလုတ်ခဲ့တာအဲ့ဒီအချိန်မှာကျွန်တော်တို့မှာပလီတလုံးဆုပ်လို့ဆိုလို့ရှိရင်တို့ဆင်မှာစာထံပြီးတော့တို့အမိန်ရစာမှာအမိန်ရရင်ဒါလည်းတို့ကိုပိုက်ဆံရပါတာအများကြီးပြရတယ် တင်30ပေးရတဲ့နေရာမှာတင်50ပေးရတဲ့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့ကပလီတွေပါတော့စောက်ရတယ်အခု53လုံးဖြစ်တဲ့ရှင်မှာဟိုဈေးကုန်းလုံးလောက်ပလီကျွန်တော်တို့အာရကပေဆိုတော်လာဆိုတော့လာအောင်မှလောက်ခရငွေလက်တပင်းမပေးစရာမလိုတော့ဘူးသူတို့ကလွယ်လွယ်ရှင်းရှင်းသူတို့က main ပေးတာကျွန်တော်က ECC လို့လို့ရပါတယ် ိုက်ခေါင်စဲလာထက်ကဆိုရင်ကျွန်တော်တို့ပထမဆုံးချေရောက်ရှုမှုစီကိုစာထင်ပြရတယ်အဲ့ဒီကနေတဆင်များဟိုဟာမျိုးနေကိုထင်ပြရတယ်အဲ့ဒီကမျိုးနေကတဆင်အထက်ကိုထင်ပြရတယ်နောက်ပြီးတော့ main ရတာနဲ့ကျွန်တော်တို့စုပ်လို့ရတယ်အဲ့ဒီရှင်မလဲရတာ main နဲ့ပဲတခုတည်းစုပ်လို့မရတော့ဘူးကျွန်တော်ကပတ်စံပေးမြစ်စာရင်ကျွန်တော်တို့သုတ်လို့ရတယ်အဲ့ဒီရှင်မဒီရှင်မဆိုရင်လည်းကျွန်တော်တို့ကအခွင့်အတခုတန်းတာနဲ့ရပါတယ်ပိုက်ဆံပေးတဲ့တပြန်မှမလို့တော့ဘူးစိုက်ကောင်းတဲ့လားထဲမှာဆိုရင်အရှင်တော့တာ ဆွေးပါတယ်တစ်ခေါက်ကဟိုဆာရာဘယုံကိုသွားရတယ်တချို့ကတောင်ရဲယုံကိုသွားရတယ်တချို့ကမနိုနီယုံကိုသွားရတယ်နောက်ပြီးတော့အချို့ရေရေရှုကဟိုအမိန်သာယူရတယ်မာယာခါရမိန်သာယူရတာတနိုင်တော့ပလေတကုဆောက်လို့ဆိုလို့ရှိရင်တနိုင်တနိုင်တော့အဲ့ဒါဖြစ်သွားတယ်အခုဆိုလို့ရှိရင်တော့ဒီအရှင်မှာဆိုရင်တော့အဲ့ဒါအရှင်ဆွေးရမလို့တော့ဘူး များဦးတွေမှာဒီဘာသာရေးကျောင်းတော့ဆေးကျောင်းလို့ရှိပါတယ်ဆေးကျောင်းမှာဆေးကျောင်းတစ်ခုလုံးမှာဆူရှိမုံမတစ်ခုတစ်ခုဖြစ်တယ်ဒီကျောင်းမှာလည်းရှင်းပေါင်းပွဲပွေလက်မဲ့တော့သူရှိမုံဖြစ်ပါတယ်အရင်တုန်းဆိုရင်ကျွန်တော်တို့မာယာကဆေးမှာထရဝါစာထန်ပေးရတယ်သူတို့စီက main ပေးမှစာလျင်ကျွန်တော်တို့ကအဲ့ဒါသူရှိမုံပေါ်လုပ်လို့ရတယ်ဒီအရှင်းမှာဆိုရင်ကျွန်တော်တို့အရကပေးစုအစောစီမတန်ပူတာနဲ့သူတို့စီကပူပုံးပါဝင်ပြီးတော့လုံချုံတွေပါခုံလုံးရှားပြီးတော့ကျွန်တော်တို့ EEC သေးကျွန်တော်တို့က လုပ်လို့ရပါတယ်ကိုလမ်းကြောင်းတွားနေတဲ့လမ်းကြောင်းနဲ့ဆိုရင်ကျွန်တော်တို့အများကြီးယုံကြည်ပါတယ်အာရခပေဆွာဆိုရာတီနိုင်ငံတော်တခုတည်ဆောက်တာနဲ့ကျွန်တော်တို့ကဒီတမကကျွန်တော်တို့ဒီစလမ်ဘာသာကိုလွယ်လွယ်ခွင့်ကျွန်တော်ရမှာလို့ကျွန်တော်တို့ထင်ပါတယ်ကျွန်တော်တို့ကကိုမွတ်စလင်ယော်ဒန်ယော်ဒန်ကနေယက်တဖြစ်မှာဟိုယက်တဖြစ်မှာလည်းဝင်တာရှိတယ်ပေဆွာဆဲမှာလည်းဝင်တာရှိတယ်တောင်ရိုးမှာလည်းဝင်တာရှိတယ်ကျွန်တော်တို့လည်းဒီမှာနေမေယုံမှာအရှင်ပြတာရှိတယ်ကျွန်တော်တို့က ဒီရခိုင်ပြည်နယ်ကနေပြီးတော့ဘေးနီယာကောင်မှာတော်လို့မရတော့ဘူးဒီရခိုင်ပြည်နယ်မှာမွေးဖွားတဲ့ထွက်ကြောင့်မလို့ကျွန်တော်တို့ကသူတို့နဲ့လူမျိုးပြုံးပုံစံနဲ့ထူတကွက်နေထိုင်ဖို့ဆေးရောင်းတင်ရှိလို့ကျွန်တော်တို့ကနေရာတိုင်းမှာအစိုးရတိုင်းမှာကျွန်တော်ဝင်ပြီးတော့သူတို့နဲ့ထူတကွက်ကျွန်တော်တို့နေရှင်ဒါကိုကျွန်တော်မြောင်းလုံးပါတယ်ကျွန်တော်တို့ကအပြေဝဒီအစိုးရကိုယုံကြည်ပြီးတော့ကျွန်တော်တို့ လမ်းကြောင်းတော့ရှောင်းနေတဲ့ရှင်မှာကျွန်တော်ကနောက်ထပ်လေဒီသူရနတ်ထူတကွနေထိုင်ပြီးတော့ကျွန်တော်ရှောက်ဖို့အဲ့ဒါဆင်ရောက်နေရှိပါတယ်ဒီတက်မကကျွန်တော်တို့ကိုဒီတက်ဒန်တော်ခွန်ရပြုလို့ကျွန်တော်တို့မြောင်းလောင်းပါတယ်အဲ့ဒါပဲရှိသေးတယ်ကျွန်တော်တို့ကသူစိုက်ကုံစရာဆိုတာပုံစံမျိုးမဟုတ်ဘူးဒန်တော်ခွန်ရီအခုရေပိုင်းရောနိုင်ငံရေးပိုင်းရောအဲ့ဒီနေရာတိုင်းမှာကျွန်တော်တို့မူစလင်တွေဝင်ပြီးတော့ဘာသာပေါင်းစုံကျွန်တော်တို့ရခိုင်ပြည်နယ်မှာထူတကွနေထိုင်ဖို့ကျွန်တော်အဲ့ဒါကိုကျွန်တော်မြောင်းလောင်းပါတယ်